ကျောင်းညာရဲ့ပြည်သူများအားလုံးမင်္ဂလာပါရှင်။ဆ ्याम ခင်မင်းယူရဲ့ချစ်မကြီးရဲ့ဆိုရဝတ္ထုလေးကိုအပိုင်းဆိုင်နေနဲ့ဖတ်ပြပေးမိရပါဖြစ်ပါတယ်ရှင်။အခုဖတ်ပြပေးမှာကတော့အပိုင်း၃ပါရှင်။အချစ်ဒီတညတာအဖို့တော့လောင်ဝန်းဟာခွေခဲ့ပြန်ပြီ။အရှိတ်ဘက်ကလောင်ဝန်းပေါ်လာရင်ဖြင့်အချစ်တို့အတိုင်းကြီးကလာသူမို့ တအားကိုနဲ့ညှောကြည့်လို့မစုံဘူးအချစ်ကိုယ်တိုင်းနဲ့လာဝန်းနဲ့အတူပါလာလိမ့်မယ်လို့ထင်ခဲ့မိတယ်အနောက်ဖက်ကျောရမ်းမှာလာဝန်းဟာနှီးကြံကြံဖြစ်ပြီးတပြေးပြေးမြုပ်လာရင်တော့ပလဲရှင်ထဲမှာတပြေးပြေးဆွေးပြီးအားတွေဟာရော့သွားတာပဲလာလဲကွယ်ရောညှောလင့်ချက်ပြေးဆုံးသွားတယ်လို့နှုံးသွားတော့တာပဲအချစ်ဘရောမှလာမလဲကွယ်ကျမတို့ပလဲအီစာများထဲမှာ ထိုစာပိုက်လျှောက်သောအခါငိုကျန်လာသည် ပလဲဤမျိုးလင်းချက်အတွင်ရှင်ထုမနာဖြစ်လာသည်ပလဲမှာစကောနှင့်သသားများရှိသေးသည် သူသည်သူ၏တသက်တာတွင်တကားမြထိုများစိတ်မစင်းရဘူးသည်ပင်ကျမသည်ထိုနှင့်ကအိတ်မပြောခင်ကျမကောင်းနေတွင်ပြဿနာအမျိုးမျိုးပေါ်လာခဲ့၏ကျမတို့၏ဗုဒ္ဓဘာသာတရား၏ဆုံးမမှုကြောင့်ကျမတို့သည်ခွင့်လွတ်လွယ်ရောင်ရဲလေသောလူမျိုးတစ်မျိုးဖြစ်သည်ဆိုလျှင်မမှားပါ ယခုလည်းကလဲပေါ်ရင်မိမချင်းဆိုသည့်စိတ်က စာနာစိတ်ကိုပို၍အာပေးထား၏ကလဲကိုတနာပါသည်မတနာသည်မဟုတ်သို့သောမိမတယောက်ကိုချီ၍ကိုတိုင်းမိကိုပြစ်ခါအမေရိကန်သားတို့အဖြစ်ခိုင်းမိကိုကိုမအဖြစ်ပေါ်လဲကျွန်မလက်မခံနိုင်မေအိနီယာရင်ယုတ်ချစ်စိတ်ဆိုတော့အလေးကကျမကိုမဲတင်လိုက်ပြန်သည်တကယ်ပညာတတ်ရှားပါ၍တိုင်းမျိုးကို တကယ်အကျိုးပြုနိုင်သောပညာကိုသင်ယူလာပါလျက်ကိုယ်တိုင်းမျိုးကိုဤပညာနှင့်အကျိုးမပြုမိမတယောက်နှင့်တိုင်းမျိုးကိုလည်းပြလိုက်သည်အချင်းအပိဓမ္မာဆရာတို့ကမူကျွန်မအတွေ့အားအင်မတန်ရက်စက်၍အသိနှလုံးမရှိသောသူဟုဆိုကောင်းဆိုပေမည်ကျွန်မတွင်အသိနှလုံးရှိ၍ပလဲကိုတနာနေခြင်းဖြစ်သည်ကျွန်မတို့သည်တမြေရဲတွင်ပောက်ဖွား၍မျိုးတူဖြစ်သောအင်မတန်ယူသားသည့်မမခင်ကိုရော ပလဲပေါ်ရင်တနာနီမျိုးနဲ့မတနာနိုင်ကြပြီကောအိန္ဒိယတွင်အကယ်၍သာ အမေရိကန်သားတယောက်သို့မဟုတ်အင်္ဂလိပ်တယောက်မြန်မာပြည်လာ၍အလုံးလုံးစဉ်မြန်မာအမျိုးသမီးတယောက်နှင့်မေတ္တာများ၍လက်ထပ်သည့်အခါရောက်ခဲ့အောင်နော်သူတို့ပြန်ချိန်တွင်သူတို့သည်ဤမြန်မာအမျိုးသမီးအားတစ္ဆာရှိစွာ ခေါ်ယူသွားဖို့တခါမျှစီမကူကြပဲ very sorry တပုံတပင်ကြီးနှင့် ဘူကရောကြများအဖြစ်မြမာမများတွင်ကျင်းရကြရသည် တခါကစွန်ဆာဆောင်းမောင်ရေသောဝတ္ထုတပုတ်တွင်မြမာအမျိုးသမီးတို့အလုံးနှစ်သက်စွာအိမ်တော်ပြုခဲ့သောအင်းလေးအမျိုးသားတစ်ယောက်အကြောင်းရေးခဲ့နောက်ဆုံးမြမာအမျိုးသမီးကိုထားရခိုင်အင်္ဂလန်သို့ပြန်သွားသည်နှင်းမောင်တွင်မှိုင်းနေကျွန်တော်ဇာတိတောင်ကြားလေးမှာ ကျွန်တော်ခေါင်းချခြင်းနဲ့အင်းလေးမျိုးသားကထူစကားတစ်လုံးနဲ့မွန်အားပြောခဲ့သည်ဟုဆို၏ တို့မတော့တိုင်းပြည်ကျစိတ်များကြွယ်ဝကြသည်ဖြစ်ခြင်းနှင်းမုံတိတ်သောမိမိထာနေသဘာဝကိုချစ်တတ်သောထုစိတ်လေးကအင်္ဂလန်သားတဦးချင်းတဦးချင်းကိုစုစည်းလိုက်သောအခါအင်္ဂလန်သည် တိုင်းပြည်ပင်ငယ်တော်လည်းကဘာရင်ဖီဂျီသားပြည်သားစွာတည်နေနိုင်ခဲ့သည်ဤမြောက်ရောင်ပြန်လင်းကြံသောဇပနံဘောဓိမြေသည်ကကိုအမျိုးနှင့်ကိုတိုင်းပြည်ကို အလွယ်တကူဆုံးဖြတ်လွယ်သောအမျိုးသားတို့ပောက်ဖွားရပါတကား တွေးလိုက်မိသောအခါတွင်မူဆွက်စိတ်နှင့်ဝမ်းနည်းစိတ်ရောပြုံးကနာကျင်သည့်ဝေဒနာကိုကျမယဉ်နေခံစားလိုက်ရသည်။ကျမသည်ထိုညင်းကအိပ်၍မပြောတော့ပေ။ပသိမ်မပြန်လာသောအခါအချိန်ပိုင်းတွင်တတော်စိတ်မကောင်းဖြစ်မိပေသည်။မမခင်ကိုချက်လဲချစ်သည် သနာလဲသနာပေသည်။မမခင်ကိုရှေ့ထား၍ပလဲနှင့် ကုကုမောင်းကိစ္စကိုလုပ်ပေးရသည်။ကျမသည်စိတ်မကောင်းစရာများကိုမေ့ပြ၍လာခစားဆက်ဆက်မင်းစိတ်ကိုကြောင်းလိုက်သည်။ လာနာစာဆိုတဲ့မှာအထက်လူခိုင်းစီသမ ्या ကိုလုံးရမည်မဟုတ်တော့ရှိခုတလောကိုကိုမောင်နဲ့မတွဲနိုင်မယ်အက်ဒီတာနဲ့လုံးနေရပြန်ပြီအက်ဒီတာကိုအောင်ကျော်မှာ BA မြတာအောင်တော်လဲကိုရစ်သတင်းစာလုပ်ငန်းတွေအတော်ကျွမ်းကျင်ပိုင်နိုင်သူဖြစ်လေသည်အမေရိကန်ပြန်ကိုကိုမောင်ကသူ့ကိုလက်အပ်ထားရသည်ကောင်းကြီးရေပုံများနဲ့သတင်းရှာပုံမျက်နှာပုံအတွက်နောက်ဆုံးသတင်းများစုဆောင်းရှာဖွေရသည်ကအစားကိုအောင်ကျော်ကတင်ပြရှာသည် ကျမမငရေ၍စိတ်ဆက်သူဖြစ်သည်ဖြင့်ရံဖန်ရံခါခေါင်းကြီးပိုင်းကိုအိန္ဒြေရအောင်မထိန်နိုင်မေဆဲတန်လိုလိုတောင်းဆိုချက်လိုလိုရေးတတ်ပေသည်သူအောင်ကျော်သည်စိတ်ရှိလက်ရှိနှင့်ပြင်ဆင်ပေးလေသည်ကျမကိုခေါင်းကြီးပိုင်းအတွက်စအုံများဖတ်ခိုင်းသည်စိတ်ရွှေ၍တိခန့်စိတ်ရှိနိုင်ရန်အတွက်ဖျားသခင်၏တရားစအုံများကိုဖတ်ခိုင်းသည်ကမ္ဘာနိုင်ငံ၏အခြေအနေများအပေါ်တွင်လိလာပုံလိလာနည်းကိုလည်းသူကတင်ကြားပေးလေသည် သတင်းစာဆရာကောင်းဆိုဒီမှာလက်ရှိအခြေအနေကိုလေ့လာ၍ကွက်ကြုံမြင်တတ်ရမည်ဟုသူကပြောလေသည်ကြာတော့ကျမသည်ကိုအောင်ကျော်ဤတပြည့်ဖြစ်လာပြန်သည်ကိုကိုမောင်ကိုအရက်မတောက်ကြရကိုအောင်ကျော်နှင့်ပို့၍ရင်းနှီးလာလေသည်သတင်းစာများတွင် ကျမလက်ရာများသည် တစတစပါ၍လာခဲ့သည်သတင်းစာပညာဆိုဒီမှာရှာခဲ့သောပညာရဲ့တစ်ခုဖြစ်သည့်အတိုင်းကျမလုပ်ငန်းများအောင်မြင်လာလေလေ နှစ်ဦးဆရာကြီးကူပိုမောင်ကိုကျေးဇူးတင်မဆောင်အောင်ဖြစ်လာလေသည်သူကျေးဇူးကိုဆက်သည့်အနေဖြင့်မင်းသူစိတ်ချမ်းသာမြင့်ပလဲနေနေစေရေးကိုစောင့်မျှော်ပေးရပြီမည်ဒုတိယဆရာကိုအောင်ကျော်နှင့်တော့ဆက်၍တွဲကအလုံးလို့သွားရမည်ဖြစ်လေသည် ကိုအောင်ကျော်သည်ကျမတို့အမျိုးရဲကမဟုတ်တော့လဲမိမိကြီးရှာ၍တင်းထားပေးသူဖြစ်လေသည် အမှန်တော့ပုံနှိပ်ဆက်တစ်လုံးနဲ့အလုတ်တိုင်းမှာမိမိကြီးအသက်သွင်း၍ လည်နေသည်နှင့်တူနေတော်သည်နေရာဌာနအလိုက်တင့်တော်သူကိုလည်းမမေကြီးသည်ရှာဖွေတတ်နေသည်ယခုလပိုင်းတွင်တော့ကိုအောင်ကျော်၏တင်ကြားမှုကြောင့်ကျမသည်ကိုစာကိုထိမ့်သိမ့်နိုင်လာသည်ရခင်ကလည်းအရန်မကျဲတော်ပင်သူ၏စိတ်ရှိမှုကိုပင်ကျမကျေးဇူးတင်မိသည်မင်းကလေးကကောင်းမာတာတတိကောင်းတာတော့ဟုတ်ပါတယ်။သတင်းစာဆရာတယောက်မှရှေ့တဲ့နဲ့အရေးချင်းပါပဲ။ဒါမဲ့အရင်ကျေးပြီ နေရာနဲ့မတုံးတိုင်ရင်မဆက်ဆက်ဖြစ်နေကျွာထဲမှာအမဲလူစွာလုပ်ပြီးတော့မယူရဲလူရန်ကလူလူမုံယုံပဲရှိနေခုကလောင်ကိုပိုင်နိုင်လာနေလေကလောင်ရဲ့အိမ်တွေကိုလည်းထိမ့်သိမ့်နိုင်နေဖြစ်ရမယ်ကိုစာပေကတစ်ဖက်သားလေးစားစရာဖြစ်ရမယ်ကိုအောင်ကျော်ဒီကျမကိုဆုံးမတိုင်းသူ့လေးသမားအေးစီလာသည်စာပေသမားပြပြီးအေးအေးနေတယောက်တည်းအနေများလေသည်သူ့စာအုပ်ထဲတွင်မြုပ်နေ၍တစ်ခါတည်းဟန်သူ့ကိုရှာမတွေ့နိုင်မီ အလုံးနဲ့ပတ်သက်ဒီမှာလွဲ၍သူသည်စကားများများမပြောလားတခါတည်းအယုတ်ကြီးနေတူနေတော့သည်ဦးအောင်ကျော်မှာအသက်မရှိသလိုကြီးပဲကျမသည်ဆုံးသည့်အခါသူ့ကိုပြောမိသည်အေးစစမတော်မလုပ်နေသည်ကိုကျမအားမရပါဘူးကျမဘလို့ပင်ပြောပြောအစွမ်းကုန်ပြုံးကြသည်မှာလဲရတော့ဘာမှမထီပါတော့ဘူးကျမဝန်လုံးမြန်တို့တော့ရအချိန်ကြာရလာလေသည်ကကိုမောင်လေး ဆာအရှိကြီးအစာရေးပြီးပေးလိုက်သည်ကျွန်မသွားမိနေပြီမမေကြီးထံသို့ကိုအောင်ကျော်ကဆာတစောင်းပေးလိုက်သည်သည်ရှင်းမြန်နာနောက်ထား၍ကြောက်အားနှင့်လာရပါတော့သည် ဆိုသလိုပင်လာရကြည့်ကိုကြောက်နေသည်မော်လမြိုင်တွင်မမေကြီး၏တင်လုံကမှအတော်လေးအာမင်မရနေနေသည်မန်ငွေခင်မှမမေကြီးနေမင်းအတူနေနေသည်အိမ်ထဲသို့ရောက်၍မမခင်ရနာကိုမြင်လိုက်သည်နှင့်တပြိုင်တည်းရှင်ထဲတွင်ထိတ်သွားသည် မမထင်မရှန်ကုန်တို့ကနေမတူပဲအသားရည်များ ဖြူပဲဖြူရနေကောင်းကောင်းကျမ်းပါဘုံမပေါ်ပဲကုကုမောင်တယောက်နေကောင်းတယ်နော်ရှုသူ့ချစ်လင်တဲ့ရင်ကိုမင်းနေစင်နေသူ့အတန်များသည်တုံ၍တိုးလာသည်သူဘာဖြစ်လို့လဲစာတစောင်းမှလည်းမပြန်ဘူးမမခင်မျက်လုံးများမှာမျက်ရည်များဝဲနေသလိုကျမလည်းမျက်ရည်များဝိုင်းလာသည် သူဤမိကွန်းကိုကျမမဖြေနိုင်တော့ဘူး။ကျမကိုယ်တိုင်ပဲကျမနားမလဲတော့ဘူး။ကျမဘလို့စံမျိုးကမိနေပြီလဲ။အမှန်တော့ကျမသည်လက်ရှိတွေ့နေရသောကျမအဖြစ်ကို ရရဲ့မတွေ့ဝင်မင်း။ရာသီနေရင်မင်းမိမိကြီးလက်ထဲသို့ကိုကိုမောင်းစာနဲ့ကိုအောင်ကြောစာများကိုပေးလိုက်ပါသည်။ကျမတော့မိမိအခန်းထဲကပဲမထွက်တော့။ယခုနေအခါနေရသည်မှာမိမိရင်ခွင်မှတပါနားစရာနေရာမရှိသလိုဖြစ်နေသည်။ဘသူနည်းမှ ျက်နှာချင်းဆိုင်၍မနေတဲ့နိုင်မိမိအရေးတွင်မျက်နာအံ့နေရသည်ကတာတောင်းတရားရှိလာပေသည်အခုတလောင်းမရွှေယူမမေကိုတိတ်အိတ်ကပ်ပါလားကျမသည်မမေမိကုန်းကိုလည်းမဖီကျင်ပြန်မီမမေပေါင်မော်ရင်ခေါင်းအောင်၍ညင်ပြီးပဲနေခဲ့လိုက်သည် ပလဲမမခင်နေကိုကိုမောင်တို့ကိစ္စကိုမမိတ်အားရှင်းပြရရင်ကောင်းပါမည်လို့တကယ်တော့ကျမသည်မမိတ်ကိုဘာမှမပြောမိပဲ သူ့မျက်နှာကိုဆစ်ဆစ်ချင်းနီးနေမိတော့သည်မကြခင်မမေကြီးရောက်လာသည်တမင်းစားပြီးရင်မခင်ဝမေကြီးခံအောင်လာခဲ့အောင်နော်ကြောက်ဒါမရေခဲ့အတွက်စားမမေကြီးသည်စားတဆောင်ကိုမမေလက်ထဲသို့လှမ်းပေးရင်ကျမတို့ရှင်တွင်ထိုင်လိုက်သည်သူသည် စကားပြောနေပေမဲ့သူဆောင်တစ်ခုစိတ်ထင်နေသလိုငင်းငင်းငငိုင်းဖြစ်နေသည်မမေကြီး၏ပယင်များသည် တွေ့ရွေ့ပင်ကြာနေလေသည် နေစဉ်ကတောက်ပကျင်းလင်းခဲ့သောမျက်လုံးထက်ရှိရခုံငွေတဲ့တွင် အဖြူစများသည့်လဲစိုးရိမ်ပြထင်လာခဲ့လေပြီအမှန်တော့မမေကြီးမှာဥမင်းလာလေပြီ သူသည်ဥစားချင်းကိုပင်သတိမရစက်တိုက်ပင် အလုံးလုံးနေသည်ဤဗုဒ္ဓဘာသာထုံးစံအရာ ရခုအချိန်တွင် လောကုတ္တရာသူချင်းခဲ့ရတော့ပြီမဟုတ်ပါလောမမေကြီးကိုကြည့်ရင်ကျမသည်သနာလာပြန်သည်သူ့ဘဝကိုသူသိဟန်သူသည်သူရက်လိုက်ရင်အားလုံးအချိန်သေးသွားမည်ဖြစ်၏ ူသားအကြောင်းကိုလည်းသူသိဟန်တူနေသည်သမီးမမခင်စီကိုခဏသွားလိုက်ပါဦးကျမကိုအခန်းထဲတွင်မမေကြီးက မနေစေခြင်းပဲကျမသည်အလိုက်သေးစွာပင်မမခင်ရှိရာသို့ထွက်လာခဲ့ပါတော့သည်အမှန်တော့မလမြိုင်ကအမြင်မြန်ပြောင်းခြင်းသည်ဘာကိုမှပွင့်လင်းလို့မရစိတ်ထဲတွင် အမြင်မြုံထားနေရသည်စကားပြောမိကြတိုင်းနဲ့မျက်နှာတွေကိုကြည့်နေရသောအိမ်မျိုးတွင်မနေခြင်းပဲ အချိန်တွေကိုမင်းမြန်ကုံဆုံးစေခြင်းသည်။ညရင်မမေကြီးအခန်းထဲသို့ကျမရောက်သွားပါသည်။သူသည်မျက်မှန်ကြီးတက်၍စာတစာကိုဖတ်နေသည်။ကျမလာသည်ကို မြင်မြင်ချင်းစာကိုခောက်လိုက်ပါသည်။လာလာ။သမီးဒီမှာထိုင်။တောက်စီရစာကိုပြန်ဖတ်ကြည့်ရသေးတယ်။ကျမသည်သူ့ရှည်ရင်ထားလိုက်သည်။မမေကြီးသည် အနှင်းငယ်ပြုံး၍နေသည်။အမှန်တော့သူ့မျက်နှာတွင် အတိတ်ပဲအများကြီးပေါ်နေသည် ကျမရှင်ရင်ခောက်တုံခောက်ပြန်လျှောက်ရင်စကားပြောရင်အာယုနေပုံရသည်ပလဲเจ้าနဲ့ပတ်သက်လို့သမီးကိုသူတော်တော်ပြောပြထားပြီးပြီပေါ့ဟုတ်ကဲ့သူနေတာထိုင်တာဘယ်နဲ့လဲကလုံးမှာတော့နည်းနည်းမှစိတ်ဝင်စားဖို့မရဘူးမေอืมဟုတ်မှာပေါ့သူပလဲကိုသာမရရင်အသေးနှလုံးတွေ၆ကုန်ပြီသူ့ဘဝဟာ အတိအပြန်မရှိရဘူးလို့သမီးရောပြောပြသေးလားဟင်ကျမသည်အံ့ဩသွားသည်ကကူမစကားလုံးများကိုမမေကြီးသည်ဘယ်နဲ့လို့၍အလုရနေသလဲဟိုးသမီးရမမေကြီးကိုအံ့ဩနေလားသူသည်ဘေးကဆိုဖာပေါ်ရင်ထိုင်မမေကြီးမွေးထုတ်လိုက်တဲ့သားရဲ့အကြောင်းအကုန်လုံးမမေကြီးသိတယ်သူပြောခဲ့တဲ့စကားလုံးတွေ ပြောစဉ်ပြောလက်တန်စကလုံးတွေကိုလည်းမင်မေကြီးကအလုပ်ရနေပြီမင်းရဲ့ကိုကိုမအောင်တော်ကိုတော့ဖြင့်မင်မေကြီးဘရောမစိတ်ချရမှာမဟုတ်ဘူးသူသည်တနရာသူစိုက်ကြည့်ကတပင်းချလိုက်ပြန်သည်အခုပလဲကိုအယူမှုဖြစ်ပြန်ပြီ။မမေအဖို့တော့သူ့ဖြစ်ပုံတွေကမဆန်းတော့ဘူး။သူ့ရဲ့ချစ်လာကြည်ရဲ့တွေကိုလည်းအယုံကြည်မရှိတော့ဘူး။သမီးကငယ်သေးတာကတကြား ူနဲ့ကအနေဝေးတော့သူ့အကြောင်းတွေပဲသိနေ။မမေကတော့အရင်ကမွေးထုတ်ခဲ့တာဆိုတော့သူ့စိတ်ကို အကုန်သိနေပြီ။သူ့နှလုံးသားတွေဟာခြောက်တွေ့နေလို့အရင်နဲ့စိန်ထားတယ်လို့ရောယူမပြောဘူးလား။ခတ်ပါပြီမမေကြီးသည်။ဒိဗတ်စခုဆရာပဲလား။အမှန်တော့သူ့သားအပေါ်သူအားလုံးလိလာပြီးခင်နေသည်။စိတ်ပြက်လက်ပြက်ဖြစ်နေတယ်လို့ပင်ခေါင်းကိုရမ်းရင်းဆက်ပြောနေပြန်သည်။ အဲ့ဒီလိုပဲယူရိုလိုမိတ်ဆွေတွေအထူးသဖြင့်မင်းကလေးမိတ်ဆွေတွေရင်သူကသူ့ရဲ့ဘဝကိုအင်မတန်ကြည်ကွဲဝမ်းနည်းစရာဖြစ်အောင်ပြောပြီးရှင်းရှင်းတော့အတနာခံတာပေါ့သူ့ကိုတစ်ဖက်ကတနာလာအောင်လည်းပြောတတ်တယ်ပြီးတော့သူ့ဘာသာပေးခြင်းတည်ခြင်းလို့အရက်ကိုတောင်းနေပေမဲ့လက်ရှိရင်ဆိုင်နေရတဲ့ဘဝကိုမခံရနိုင်လို့အရင်နဲ့ဆေးပြရတဲ့အဖြစ်မျိုးရအောင်သူကပြောတတ်တယ်အမှန်တော့ကွယ်သူ့ကိုယ်သူ အင်မတန်ငဲ့ညာနေတဲ့သူပဲခတ်ပါလေတာအပညာလဲတော်ရှာပါလေသူအရေးသားသူအစွမ်းစိတ်ပါလက်ပါပြီဆိုရင်ခုလုပ်ငန်းဟာဘလောက်ကြည့်ပါလိုက်မလဲမမေးတတ်တာမှလည်းအဆဆာရရအင်မတန်အဆင်ပြေခဲ့တယ်ဒါပေမဲ့သားအတော်တော့မကြည်မနဲ့နဲ့မိမိကတေးရတော့မှာပဲကျမရခင်မမေကြီးပေါ်တနာမှုမှာယခုတော့ ို့၍ပြင်းထန်လာသည်။အိုကြီးအိုမအဖွားအရွယ်တို့ကြာကမှပင်သားတန်ရောစဉ်ကြောင့်စိတ်ဒုက္ခရောက်နေရသည်။ဘဝဆိုသည်မှာတခွက်တော့ပြင်အဆိုးလေးပါအောင်မှတဘာဝကြမလို့ဖြစ်နေတော့သည်။ကိုကိုမောင်စာကိုသူသည်ဖြန့်၍ကြည့်ရင်သမီးကိုဆက်ဆောင်ခင်းပြအောင်မယ်။ပလဲအပေါ်မှာဖြစ်တယ်လို့ချစ်လာကြီးရဲ့ရာဂျာပါနဲ့ဆို၄၅ခါလောက်ရှိပြီတခုတော့သမီး တတိပေးစီခြင်းနဲ့တွဲမငွေခင်ရဲ့အခြေအနေကတော်တော်မကောင်းဘူးအမှန်တော့မမေ့သိပါတယ်စိတ်ပါပဲဒီတော့ပလဲကိစ္စနဲ့ပတ်သက်လို့မင်းမမခင်ရောလေတံမဟပါနဲ့နော်ဂျာတော့စိတ်ချပါမမေ့အေးမငွေခင်နဲ့ကိစ္စမှလဲသူကခုမှအတူနေတာတဲကန္နာရလေးပါလေးနဲ့အစတော့ကတော့ချစ်လာကြည့်ရပါပဲပေါ့ဒီလိုသမီး ကိုမောင်ရဲ့ရာသပင်ဆ ਾਇ ရရင်ဗီဒင်ဆရာရောဟောဆိုတောက်ကြာကြိုးပြက်တယ်ခေါ်မလားကောင်းနေပဲခေါ်မလားမသိဘူးကျောင်းမီကလေးကအင်မတန်မင်းကလေးများတယ်ခေစကားဆိုစွန်နေပေါ့ကွယ်ပထမဆုံးကောလိပ်မှာမင်းကလေးတယောက်တွေ့တော့လဲအခုလိုပေါ့မမေသာခတ်သားပဲချစ်မိပြီဟေးဆိုရင်မရမကအယူအမှုဖြစ်တာပဲဟုတ်အဲ့ဒါမျိုးကတသက်မှာတစ်ခါဆိုရင်တော့ကောင်းချင်ကောင်းနေမယ်သူဟာ အဲ့ဒီလိုအယူအမှုတွေခဏခဏပဲမေမေကတော့တားတရအမေကိုတားကိုပထမဆုံးလိုက်ရောပြီးပေးစားမယ်လို့တုံးမယ်စာမေးပွဲအောင်အเจ้าနေပါလေပိတ်နေမိန်ကလေးနဲ့ဝေးသွားပြန်ရောမေမေတော့ဖြင့်ဆော့ဆော့လန်လန်ဖြစ်နေပြီတော့အောက်မိတယ်။ "तू ကမကြပါဘူးမိန်ကလေးကိုမေ့လိုက်ကြပါပဲ။အဲ့ဒီတော့အဖင်ချစ်လာကြီးရဲ့မေမေရဲ့ဆိုပြီးမေမေကြီးရင်ခွင်ထဲမှာတော့ "तू ရှိုက်ပြီးငိုခဲ့သေးတယ်"သိရလား။"အေး နောက်ចောင်းထွက်ပြီးပညာဝင်ခဏလုံသေးတယ်အဲ့တော့စကိုင်းကိုသူပြောင်းသွားမမေကြီးကတော့သူ့စီကိုမလိုက်နိုင်ပေမဲ့အခုလိုပေါ့အဆက်အသွယ်မပြတ်ပါဘူးဒီတော့ကသတိရသေးတယ်ဆ iam မလေးခင်ထားတာဆိုတာစကိုင်းမှာတော့လူတိလဲများရှာတယ်ရုပ်ရည်ကလည်းတော်တော်ချောပဲရူရူတတနဲ့မျိုးကောင်းဆွေကောင်းလေးရပါပဲဒီတော့ကမမေမျက်ရည်ကြမိတယ်မမေကြီးကဘာမှမသိဘူးပုံမှန်နှစ်နှစ်လောက်ကြာတယ် ဇကိုင်းကအမြန်လာပါဆိုတဲ့တန်ကျိုးရောက်တာနဲ့နိုင်သွားရတယ်။ဟိုကြတော့သူ့ကိုလည်းမတွေ့ရဘူး။မောင်ကျော်ပဲရှိတယ်။မောင်ကျော်လက်ထဲစာရဆောင်တွေ့ရတာပဲ။စာထဲမှာတော့ခင်တထားကိုမမေကြည့်လို့ဖို့ပေါ့လေ။သူကတော့အလုတ်ကထွက်စာတင်ပြီးမိမျိုးပဲထွက်သွားတဲ့။မောင်ကျော်စီစုံစမ်းကြည့်တော့မှဒီခင်တထားကိုချစ်လာကြည့်ရဲဆိုပြီးဖြစ်ပြလူဖြစ်တာပဲတဲ့။ဒီလိုဖြစ်ရတပြည့်ပြည့်ရင်းနေပြီးတိတ်တိတ်ပုံညားတယ်ဆိုကြပါတော့။ ခုတော့သူကထွက်သွားတယ်။မမေးပြင်အသားတွေတဆတ်ဆတ်တုံးလာပဲ။သားဆိုတဲ့အဖြစ်ကိုတော့မေ့သွားတယ်။ဒါပေမဲ့မမေးမှာဝတရားရှိတဲ့အတိုင်းမင်းကလေးကိုလိုက်ရှာရတယ်။ခင်တားတာကလည်းကိုဝင်ကြီးနဲ့ဆိုတော့တွေ့တော့ငိုလိုက်တာ သူ့ကိုမလိုချင်လို့စွန့်ပြေးသွားတဲ့နောက်သူ့စိတ်ကိုတင်းထားလိုက်ပြီးရယ်ကွယ်။ကိုဝင်းကြီးနဲ့ပဲနေတာပဲမိမိမှတသက်လုံးဒီတစ်ခါအရှက်ဆုံးပဲသူ့အတွင်ငွေရေးချေးအပြည့်အစုံမမေထောက်ပံ့ခဲ့တယ်။ငွေဖွားဖို့လဲ အစအစစီမံခဲ့ရတယ်။ကလေးကတော့ပြင်အဖတ်မတင်ရှောက်ဘူး။ကဲဘလောက်ဆိုးလိုက်လဲ။စကိုင်းတစ်မျိုးလုံးကသူ့ဆိုရင်အစိမ့်လိုက်ဝါးရံပစ်ချင်ကြတာ။မမေကြီးငလုံးထဲတွင်မျက်ရည်များဝိုင်းလာတော့သည်။ဘလို့ညလဲမပြောတတ်ဘူး။တားမှာဂျာလေးသာမချွေးနေဘလောက်ကောင်းလိုက်မလဲ။သူသည်တာကြွမချင်မရဲဖြစ်နေပုံပေါ်လေသည်။နောက်တော့အရက်ဖတ်လာတယ် မန်းငွေခင်နဲ့လက်မထက်ခင်ပေါ့သူ့စာရေးရင်းတားရဲ့စာပေလက်ရာကလည်းတော်တော်ပြောင်းနေမဟုတ်လားယူရင်အမှန်တော့မမေ့တာမခေပါဘူးသူ့ရေးပုံသားပုံတွေကိုမမေ့တာမို့ပြောတာမဟုတ်ဘူးတော်တော်တော်ပါတယ်ယူလဲဖတ်ဘူးသားပဲသားဟာဘာမှစူးစစ်စစ်ဆန်းနဲ့ဖွင့်နှွေတတဲ့သူ့ရုပ်ခေါ်တဲ့နေရာမှာစကလုံးကျွကျွနဲ့ဖတ်တယ်လို့မကြီးငွေအောင်ရေးနိုင်တယ်ဒီလိုစာရေးရာက စာရေးဆရာများနာမည်ကြီးတော့ ဖိုးစိန်လို့ပေါ့ဖိုးစိန်တောက်ဖို့ဆက်လိုက်တဲ့ရွှေတင်းကားတွေထည့်ပေးလိုက်တဲ့မင်းကြော်တွေတောင်ရှိတာပဲဟာတောက်လဲမင်းကလေးတွေကချီကျူတဲ့စာတွေလိုင်းတင်တင်းဆိုတဲ့မင်းကလေးနဲ့ဖြစ်လိုက်သေးတယ်သူတို့ဟာချိန်ကြည့်ရတီဖြစ်ကြတော့မမေကယူဖို့တိုက်တွန်းပါတယ်ဒါပေမဲ့မယူဖြစ်ခဲ့ဘူးအဲ့တုန်းကလည်းညများဆိုမအိပ်ဘူးတင်တင်စီရေးတဲ့စာဟာဝိတ္ထုရေးသလိုပဲသူ့ရဲ့ချက်လာကြီးရဲ့ဖွင့်ရရတာပြီးပေါ့လေမိမိစီအယုတ်ဆိုးလောက်အောင်မင်း မဲ့ရွယ်လိုက်ပြန်သည် သူစိတ်ထဲတွင်နာကြီးနေပုံလဲရသည်မမေကြီးသည် ဆိုဖာပေါ်တွင် အသာမီ၍နေလိုက်ပြန်သည်စကားဆက်မပြောဘဲညိတ်နေသည်ဘာကြောင့်ကျမအလုပ်ဝင်ငယ်ကသူ့သားအကြောင်းကိုမပြောပါနဲ့သူ့သားစိတ်နှင့်ပတ်သက်၍တော့မကျေနပ်ဖြစ်နေသည်မှာအမှန်ပဲဖြစ်သည်မင်းရဲ့မမခင်လဲဒုက္ခပဲမမေကြီးသည်တိတ်ဆိတ်နေရမှာ စကားဆာလာပြန်သည်မမခင်ကိုဘသူကပေးစားရလဲ မမေကြီးကပေးစားတာဆိုပါတော့ဒါပေမဲ့အတင်းပေးစားတာမဟုတ်ဘူးမမေကြီးကဘရုံးမှာတားဆန်တာကိုမလွန်ဆန်ခဲ့ပါဘူးအမှန်တော့သူ့မှာအိမ်အောင်ပြုတ်ဖို့အချိန်ရလာပြီမဟုတ်လားဒီတော့ပြေအောင်နဲ့အတီတကြယူလိုက်ရင်တားအရှိန်သက်သွားမလားလို့อืมယူစားတော့သူ့ဆုံနေကြတဲ့ချင်းအတိုင်းချင်းလာချည်ရဲ့ပေါ့ဒါဖြင့်မမခင်နေကနောက်မှမတင်မတင်ဖြစ်တာပေါ့အင်းပေါ့လေခက်သားကလားအိမ်အောင်ကြီးမှာသူ့ရောက်ကြရရဲ့ တင်းဟင်တက်တည်နေတာပဲမမေကြီးစိတ်သက်သည် တခါတော့သူ့သားဝိညာဉ်နဲ့တပေါင်းနဲ့လိုပင်ကျမထင်ခဲ့တာမှားခဲ့လေသည်အမှန်တော့ငန်းဥကိုဝတ်ပေးလိုက်ရသောကျမကြီးလုံးတားပေါက်လာသောအချိန်မှစ၍သူနှင့်အတွေ့မတွေ့ခဲ့ပေသူ့ကိုမမေကကျိုးတုပ်ပေးစားရလဲမဟုတ်ပါဘူးသူ့ဘာသာကြည့်ရှုပြီးယူတာပဲအစမကြိုက်ရင်မယူခင်ကပြောပါလားယူပြီးတော့မှဘာဖြစ်သလဲညာဖြစ်သလဲနဲ့ အမှန်တော့သူတို့ဟာတွေ့တွေ့ချင်းမိမတရားကိုမငင်းကျင်ဘူးပြီးတော့သူတို့စိတ်ဒုက္ခရောက်မှမင်းသားလိုအလွမ်းတည်ချင်ကြတာမမေကြီးသည်ဒီနေရာတွင်မန့်ငွေခင်ကိုအမွန်းတင်ပြီးမပြောပေအိမ်တောင်ရင်မှာတော့လူကောင်းကိုကြီးရှာမနေနဲ့ကိုယ်တိုင်လည်းကောင်းကိုလိုရဲဆိုသလိုပဲပေါ့မမခင်ကလည်းအေးပုံရပါတယ်အေးလေတောသူရိုးရိုးအေးအေးကိုသူ့ညာပြီးပေးစားကြတာမှမဟုတ်ပဲ ပြီးတော့သူကသာမငွေခင်ကိုအပြစ်ပြောနေတာကိုမတ်စ်တုံးအဖြစ်သူ့လင်ကြောင်းမမေ့ကိုမဟပါဘူးဒါပေမဲ့မမေ့အကုန်သိတယ်အရင်မူလာရင်ငွေခင်ကိုရိုက်တာသိမတတ်ခံရတာပဲသူဘလို့ပဲပြပင်းအင်မတန်သီးခံရှာတယ်အရက်ခွက်တောင်ငှဲ့ပေးရှာတာပဲဟိုလေအလကားပါယူရဲ့နှစ်နှစ်လောက်တုန်းကတော့တချင်းဟောင်းကိုစူပြီးယူသေးတာပဲ နောက်တော့သူထုံးစံအတိုင်းဖောက်လာတာပေါ့အေးခုချိန်မှာငွေခင်တို့အောင်မွေးနေတဲ့အရင်လေဧကရီများပဲခုစပားတစည်းမှမရှိဘူးကြားတော့သူဘလို့ဖြုံးမြုံတခုံးမှမပြောခဲ့ခုတော့သူကငွေခင်ကိုညင်းငွေလာပြီမဟုတ်လားငွေခင်နေရာမှာတွေးကြည့်စမ်းဘလောက်အသေးနာကြာကောင်းတယ်လေပြီးတော့သူ့မှာသားသမီးတွေနဲ့သမီးလေးနှစ်ယောက်သားလေးတစ်ယောက်သူကဒါရီယိုပါမိပြနေပြီလေဒီတော့မမေကြီးကမြေးတွေရဲ့ဝင်ရော ငွေခင်းတောင်းရောပါယူလိုက်ရတာပေါ့ပထမတော့ငွေခင်းလဲသူ့ယောက်ျားအနားမှာအတူနေဖို့ကြိုးစားရှာပါသေးတယ်ခင်းရင်သာပဲဒါအကက်မခံချင်တော့ဘူးမန်ဒီကိုကိုမောင်နဲ့နေခဲ့တဲ့ချိန်လုံးကိုကိုမောင်ဒီမမခင်အကြောင်းကိုလူတယောက်အနေနဲ့ရောဇနီးတယောက်အနေနဲ့ရောလေးတမ်းမြမဟာခဲ့ပြီမိကြီးသည်ချွေးမအပေါ်ကျင်နာပေ၍ဒါမမခင်အသက်ရှူတာပြီးတော့သည် နားဆင်ပေးခြင်းတို့ကျေးဇူးတင်ပါတယ်ရှင်